ကျွန်တော်တို့အသုံးပြနေတဲ့နေ့စဉ်အသုံးပြနေတဲ့ Ubuntu Linux တို့ Kali Linux တို့ Rahat တို့ Sun OS တို့ Rocky Linux တို့စသဖြင့်ဒီလို operating system တွေကို Linux လို့ခေါ်နေကြလားမှန်လားမှန်လားဆိုတာကိုဒီဗီဒီယိုမှာသိလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆက်ကြည့်အောင်ဗျာကျွန်တော်တို့ Linux လို့ခေါ်လို့ရှိရင်မှားလားမဟုတ်ပါဘူးဒါပေမဲ့မပြည့်စုံဘူးဗောဗျာနော်တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသုံးပြနေတဲ့ operating system တွေကို GNU Linux လို့ခေါ်မှပြည့်စုံမှာဖြစ်ပါတယ်အဲ့တော့နှစ်ပိုင်းရှိတယ်ဗောအဲ့တော့ GNU Linux မှာနှစ်ပိုင်းရှိတယ်လို့ပြောပြပါတယ်အရှိမ GNU GNU ဒီလေ open source operating system ပဲ linux ဒီလေ open source operating system ပဲဒီတော့ကျွန်တော်တို့ယနေ့အသုံးပြနေတဲ့ linux operating system တွေကိုဒီ operating system နှစ်ခုကိုပေါင်းထားတာဖြစ်ပါတယ် โอเคဆက်လေ့လာကြည့်မယ်အဲ့တော့ GNU လဲနေဆိုတော့အရှိတပိုင်းဖြစ်တဲ့ GNU GNU ကဘာလဲဆိုလို့ရှိရင် GNU is not Unix ပါသူရဲ့အရှိေကောက်ပေါ့နော်ကြောက် GNU ဆိုတဲ့အတုံးတော့ဟာ GNU is not Unix ပါ GNU က Unix မဟုတ်ပါဘူးလေအဲ့တော့ GNU အကြောင်းကိုကျွန်တော်နောက်ပိုင်းအကြက်တွင်ဆက်ပြီးရှင်းပြပေးမယ်ဒီ video ကိုနောက်တစ် video တွေလည်းစောင့်ကြည့်လေ့လာနိုင်ဖို့အတွက်ကို page တွေ channel တွေကို like and follow လေးလုပ်ထားပေးပါနောက်တစ်ခုကြောက် Linux Linux ကလည်း open source operating system ပဲသူဒီလဲကျွန်တော်တို့ကကာနယ် based operating system ပါသူကကာနယ်ကိုအခြေခံထားတဲ့ operating system လို့ပြောလို့ရတယ်ပေါ့အဲ့တော့ဒီဘိုင်းမျိုးလည်းကျွန်တော်တို့နောက်ပိုင်းမှာအကြက်တွင်ထပ်ပြီးရှင်းပြပေးပါအောင်ခင်ဗျအခုတော့ 链式路表演嘛，必做。既然有链式路表演嘛，必做嘛。哎呦，大家既然有链式放哪里去办嘞？既然有放哪里的没呀？白白讲个瑞测试说明书有一些必要。链式放哪里的没呀？链式测试去办嘞。哎呦，假如话，第一不管哪样话，既然有链式放哪里吧？OK，哎呦，那玩必要的嘛，所以呢，就喏链式一张，既然有张图，就塞必要先打比多保护没？上机内部段必须呢，才能来跟 follow 的有必要，阿比内买嘞，阿龙接着就买个。